ိုင်းပေါ်မှာအချိန်မရွေးပြန့်နှံ့သွားနိုင်တဲ့ဗီဒီယိုဖိုင်တွေဖြစ်တဲ့အတွက်ကြောင့်အရှင်ဖျားတို့ရဲ့ကိုနှုတ်စိတ်အမူအရာအိန္ဒြေတွေကိုထိမ့်သိမ့်တင်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျာ။ Quizo Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီအပိုင်းမှာကျွန်တော် reaction video လေးတွေမလုပ်ဖြစ်ဘူး။ဒီနေ့တော့ကျွန်တော် reaction video လေးတွေပြန်ပြီးတော့လုပ်ပါမယ်။ဒီနေ့ video လေးနှစ်ခုလောက်ကျွန်တော် reaction လုပ်ချင်တယ်။ ီဒီယိုလေးတွေကတော့လက်တလော line ပေါ်မှာဝေဖန်မှုတွေမြင့်တက်နေတဲ့ဗီဒီယိုလေးတွေလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါထုံးစံအတိုင်းပဲကျွန်တော် channel ကတော့အမြင်မသင့်တော်တဲ့ကိစ္စတွေတလွဲဖြစ်နေတဲ့ကိစ္စတွေကိုဝေဖန်ထောက်ပြသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဆင်မပြေတဲ့သူများလည်းကြော်သွားလို့ရပါတယ်။ပထမဆုံးတင်ဆက်ပေးခြင်းနဲ့ဗီဒီယို file လေးကတော့တော်တော်များများလည်းကြည့်ပြီးသွားကြမှာပါ။ဟုတ်ကဲ့ပါဗီဒီယို file လေးကတော့မိတ္တီလာ ခရိုင်ဝန်တွင်မြို့နယ်ကထမ်းပင်ကုန်းကျေးရွာမှာရှိတဲ့စန်နီမာယာ ကျောင်းတိုက်ကဘုံကြီးနဲ့မင်းကလေးတူကိုဝင်6လရှိတဲ့ကိစ္စရက်ရွာတွေကလူတွေကမကျင်မနက်ဖြစ်ပြီးတော့ဘုံကြီးကျောင်းမှာသွားပြီးတော့အော်ဟစ်ဆန္ဒပြတဲ့ဗီဒီယိုဖိုင်ပါအချို့ကလည်းဒီဗီဒီယိုဖိုင်ကကြာခဲ့ပြီလို့ပြောကြတယ်အချို့ကလည်းဒီဗီဒီယိုဖိုင်ကပြီးခဲ့တဲ့ရက်ကမှဖြစ်တဲ့ကိစ္စလို့လည်းပြောကြပါတယ်ဒါကိုတေချာလေ့လာကြည့်တဲ့အခါမှာတော့ဒီဗီဒီယိုဖိုင်ကမကြသေးခင်ကမှဖြစ်သွားတဲ့ကိစ္စပါဒီဗီဒီယိုဖိုင်လေးကိုအရင်ဆုံးကျွန်တော်တို့ဖွင့်ကြည့်ကြရအောင်

ီဒီယိုဖိုင်လေးကတော့လက်တလောလိုင်းပေါ်မှာလူကြည့်များဝေဖန်မှုများနေတဲ့ဗီဒီယိုဖိုင်လေးပါအဲ့တော့ဟုတ်ရင်ကြော်ပုတ်ရင်ပေါ်တဲ့ကိစ္စပါပဲเนาะအဲ့တော့ဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့လူအုပ်စုနှစ်စု꿰သွားတယ်ပထမတစုကတန်ဃာတော်တွေကိုတက်တက်အပုတ်ချခြင်းလို့ဘုန်းကြီးเจ้าနဲ့ကိုဒီကောင်မလေးကသွားတာဒီအမျိုးသမီးကဘာကိစ္စဘုန်းကြီးเจ้าနဲ့ကိုရောက်ပြီးတော့ကိုဝင်ရတဲ့အထိဖြစ်ကြတာလဲဆိုတဲ့အဖွဲအဲ့ဖွဲကတော့ ဘုံကြီးဘက်ကပေါ့နောက်တစ်ဖွဲကဘုံကြီးကမလို့တင်မှုပေါ့ဘုံကြီးဖြစ်ပြီးတော့ဆောင်ထင်းအပ်တဲ့တီလာဂုံတမာရီဂုံနေတော်မှပဲမထင်းသိမ့်ပဲနဲ့ဒီလိုမျိုးလောက်ရလားပေါ့အဲ့လိုနှစ်ဖွဲ့ကွဲသွားပါလေလက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာပါတရခံဖြစ်တဲ့ဘုံကြီးလဲအပြစ်ရှိသလိုကိုဝင်ရတဲ့အထိဖြစ်ခဲ့တဲ့အမျိုးသမီးမှလည်းအပြစ်ရှိပါတယ်ဒီလိုမျိုးကိစ္စတွေကကျွန်တော်တို့ မြန်မာပြည်မှာအများကြီးဗျအခုမှမဟုတ်ဘူးရှေ့မှာလည်းအများကြီးကြုံခဲ့ကြပြီးပြီရှေ့မှာလည်းအများကြီးဒီလိုပြဿနာတွေဖြစ်ခဲ့ကြပြီးပါပြီအခုထိလည်းဖြစ်နေသေးပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့တတီရရောက်အေးအယူခဲ့တဲ့ကိစ္စတွေလည်းရှိသလိုပတ်စံပေးဖြစ်ရှင်းတဲ့ကိစ္စတွေတိုးတိုးတိတ်တိတ်ပြီးသွားတဲ့ကိစ္စတွေလည်းအများကြီးမှအများကြီးပါပဲအဲ့တော့ဒီဝန်တွင်းမှာဖြစ်သွားတဲ့ကိစ္စကတော့လက်တလောနာမည်ကြီးနေတယ်ပေါ့ဒီလိုမျိုးကိစ္စတွေကဘာသာရေးနဲ့ ပတ်သက်ပြီးတော့တော်တော်ကိုရှုပ်တာဗျနော်ဘုံကြီးအမှုဆိုတာကဘုံကြီးအမှုရွာပတ်ဆိုတာအဲ့ဒါပဲအဲ့တော့ဘုံကြီးနဲ့လိန်ကိစ္စနဲ့ကပြဿနာရှိနေတာတော့အမှန်ပါပဲအဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာယဟန်တန်ဃာတွေကလိန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဝိနည်းစည်းကမ်းတွေသီလတမာတိတွေနဲ့ဖိနှိပ်ထိန်းချုပ်ထားကြရတယ်အဲ့ဒီလိုမျိုးဖိနှိပ်ထိန်းချုပ်ပြီးတော့မှဘာသာအတွက်သာသနာအတွက်အကျိုးပြုလုပ်ငန်းတွေ လောက်ကြတယ်အဲ့ဒီမှာတီလသမารီအားနေတဲ့ပုံကိုယ်တွေတီလသမารီအားနေတဲ့ဘုံကြီးတွေကနေစိမ့်နဲ့ပတ်သက်ပြီးတော့노ကြလာတဲ့အချိန်မှာပုံမှန်မဟုတ်တဲ့လိမ်မှုကိစ္စတွေမဒိမ့်မှုတွေကာမလိန်လယ်မှုတွေခလေးသူငယ်တွေနဲ့ပတ်သက်ပြီးတော့လိန်အသားယူမှုတွေအမျိုးမျိုးဖြစ်လာပါတယ်အဲ့တော့ယဟန်တန်ဃာတွေအနေနဲ့ ီလသမารိအပြင်ကိုမှဝင်းနီးစည်းကမ်းတွေလုံခြုံဖို့အထက်ထက်ခါခါပြောနေရခြင်းဖြစ်ပါတယ်။လိန်စိတ်ဆိုတာလူသားမှန်ရင် လူသားတိုင်းမှာရှိပါတယ်။လိန်စိတ်ကို ဖြေလျှော့ဖို့အတွက် နီးလန်းနေစနစ်ကြတဲ့နီးလန်းတွေအများကြီးရှိတဲ့အထက်မှာမှယဟန်တန်ဃာတွေအတွက်တော့အင်မတန်ခက်ခဲတဲ့ကိစ္စပါ။အဲ့လိုခက်ခဲတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်လဲဒီလိုမျိုးပြဿနာတွေကခဏခဏကြုံတွေ့နေကြပါတယ်။ယဟန်တန်ဃာတွေကလည်း အသွေးနဲ့ကိုယ်သားနဲ့ကိုယ်ဖြစ်တယ်သီလတမာရီအားနှဲမယ်ဝင်နီးအားနှဲမယ်ဆိုလို့ရှိရင် လိန်စိတ်နဲ့ပတ်သက်ပြီးတော့ပြဿနာတွေအများကြီးကြုံရနိုင်တယ်ဆိုတော့သင်ခန်းစာကိုယူသင့်ပါတယ်ပြီးတော့မိန်းကလေးတွေအနေနဲ့လဲဘုံကြီးကြောင်းကိုနေတူကကိုယ်အိမ်မဟုတ်ဘဲကိုယ်ရာမဟုတ်ဘဲနေတူကသွားမယ်လက်ပွန်းတတိဘုံကြီးယဟန်အနေနဲ့ပြောမယ်ဆိုမယ်လူလိုပဲနေထိုင်မယ်ဆိုရင်ဒီလိုပြဿနာတွေက ကဆက်ပြီးတော့လဲကြုံနေရမှာပဲဆက်ပြီးတော့ရှက်တခွဲအကျိုးနဲ့နေဖြစ်နေရမှာပဲဘာသာကြားတွေအနေနဲ့ကြည့်ရင်လဲဗုဒ္ဓဘာသာဆိုတာဒီလိုမျိုးပါလားယဟန်တန်ဃာတွေကဒီလိုမျိုးပြဿနာတွေရှိပါလားယဟန်တန်ဃာနဲ့ယဟန်တန်ဃာနဲ့ဒကမတွေကဒီလိုပါလားဆိုတဲ့အထင်မြင်သေးတဲ့အမြင်တွေအထင်မြင်သေးတဲ့အပြောတွေအထင်မြင်သေးတဲ့အပြုတွေအပြုမူတွေဖြစ်လာတော့မယ်ဖြစ်လဲဖြစ်လာနေပြီ ဲ့ဒါကြောင့်ဝင်းနီးစည်းကမ်းကအရေးကြီးပါတယ်တိတ်ခါသမားကြီးအရေးကြီးပါတယ်ဆိုတာကိုထောက်လျှောက်ပြောနေရခြင်းဖြစ်ပါတယ်အဲ့တော့ဒီလိုပြဿနာတွေကိုကြည့်ပြီးယဟန်တန်ခါတွေအနေနဲ့သင်ခန်းစာယူရမှာဖြစ်တယ်လို့အကြီးညိုလွန်ပြီးတော့ဆရာတော်မဆရာတော်ဦးစင်းမဦးစင်းဆိုပြီးတော့တစ်ချိန်လုံးကတ်နေတဲ့မာတုဂာမတွေမိန်ကလေးတွေသင်ခန်းစာယူရမှာ ဖြစ်ပါတယ်သင်ခန်းစာလည်းယူသင့်ပါတယ်ဟုတ်ကဲ့ပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော် viewer တွေအနေနဲ့လည်း ကိုယ့်ရဲ့အမြင်လေးတွေကိုပြုံးပြင်းလင်းလင်းပြောသွားလို့ရပါတယ်။နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကိုဆက်ကြည့်ပါမယ်။မဖွေသေးတဲ့အရာရှိတယ်။ဟုတ်မဖွေသေးတဲ့အရာအထဲမှများဖုန်းကြီးထဲမှာအဆက်ပူဆိုရင်ကိုယ်တိုင်မကင်ကောင်းဘူးကြောင့်မလို့မဖွေသေးတဲ့အရာလားရှိရကြောင့်မလို့အဲ့ဒါလေးကိုဖုန်းကြီးနဲ့မကင်ကောင်းတဲ့အရာရွှေငွေကြောက်တံပရမညာနောက်ပေါ်တော့ဟုတ်တယ်ဝုထုကြီးမှုမျိုးဆိုရင်ဖြစ် ယဟန်တန်ကလည်းမအပ်ဆရာကြောင့်မလို့ဘယ်လိုမှဖွေလို့မရပါဘူးဒါကြတော့တပီအင်မတန်ကို လေးစားစရာမိန်သွားတာပေါ့နော်ယဟန်တန်ကလည်းမအပ်ဆက်တဲ့ဟာမျိုးတွေကိုမယူဘူးဒါဒီလိုပြောလိုက်တယ်လို့ပဲကျွန်တော်ကယူဆပါတယ်ရွှေတွေငွေတွေကြောက်တန်ပထန်များတွေယဟန်တန်ကလည်းမအပ်ဆက်ဘူးဒါတွေကိုမပေးပါနဲ့လို့ပြောလိုက်တဲ့ပုံစံမျိုးပါဆက်ကြည့်ပါမယ်တို့ရဲ့ဒီတဝဲက တဝဲအမတွေပေါ့နော်တဝဲအမတွေကနေပြီးတော့မှစူပေါပြီးတော့မှဒီဒီအခုစောက်လောက်ဆဲဖြစ်တဲ့ဒီသီလပါရမီတိတ်တော်ကြီးအတွက်တိတ်တော်ကြီးအတွက်ကမှဒါညီမလေးထွက်ပြန်ဝါว้าว so proud ยังคงอยู่พวกกันไล่ดา တဝဲတူဝဲသားရဲ့များရဲ့အစွမ်းတတိကဒီနေရာမှာတတိပြလိုက်ပါပြီတတိပြလိုက်ပါပြီဟောဒါပြောရလားဦးစင်းရဟုတ်မလို့နားထောင်နေတာနော်ဟောရွှေငွေကြောက်တံပြန်များနေဦးစင်းနဲ့မအပ်ဆက်လို့မဖွင့်ဘူးဆိုပါလားပထမတော့တတော်ကိုကြီးညိုပြီးတော့တတော်ကိုဒေးစားသွားတာဘယ်ဟုတ်မလဲနောက်နေတာကိုနော်တကယ်တကယ်ပတ်စံလဲမြင်လဲမြင်လိုက်ကော ။ဝါးဆိုးပရောက်တွေပါလေဖြစ်ကုန်တာနော်။ရှင်ဖျားတို့လည်းအိန္ဒိယဆိုတာလေးကိုတတိချက်ဖို့လိုပါတယ်နော်။အဲ့တော့ဒါတွေကတိုင်းပေါ်မှာအချိန်မရွေးပြတ်နှံ့သွားနိုင်တဲ့ဗီဒီယိုဖိုင်တွေဖြစ်တဲ့အတွက်ကြောင့်အရှင်ဖျားတို့ရဲ့ကိုနှုတ်စိတ်အမှုရာအိန္ဒိယတွေကို ထိမ့်သိမ့်တင်ပါတယ်။โซปราวဆိုပြီးတော့အရန်ကိုအန်အောဖြစ်သွားတော့အောင်ပတ်စံတွေကိုတွေးလိုက်တဲ့အချိန်မှာ ဓာရီကတဏှာတွေမဟုတ်ဘူးလားဗျာရှင်ဖျားတို့ကိုဆရာလုပ်တယ်ဖြစ်ပါဦးမယ်အဲ့တော့ပြောစရာစကားတွေလည်းမရှိတော့ပါဘူးเนาะဆက်ကြည့်ကြပါဦးမယ်ဒီဌာပနာကအစ်စ်ပါလို့เนาะဌာပနာအစ်စ်ပါလို့ဝန်တာအားရလိုက်တာเนาะဒါဆိုရင်လှူတာ၃ချိန်မြောက်ပြီเนาะ၃ချိန်မြောက်ပါပြီတဝဲသူတဝဲသားမြန်တတရအချိန်မြောက်လှူတန်းဖြစ်တဲ့ ညာလူပါဟုတ်ပါပြီအခုလေသူအကုလောအကုစားကနေပြီးတော့ပြောခိုင်းထားတာလေးရှိပါတယ်ဒီကဒါကတော့ဒီဒီကျောင်းတော်ကြီးနဲ့ဒီဘုံဒီဘုံဘုံပုံမှာပေါ့နော်တဝဲသူတဝဲသားတွေအားတဲ့အများရန်ရှိရှိပါတယ်ပေါ့နော်လိုအပ်တဲ့အရာတွေကိုလည်းဖြည့်ဆည်းဖို့အတွက်အများရန်ရှိတဲ့ကျောင်းလေးကိုလည်းပြောပြလိုက်ပါမယ်ဟုတ်ပါပြီဝမ်းသာလိုက်တာတဲ့ဒါ ဟိုဝါမှာဒါမျိုးမကြုံခဲ့ဘူးလေ။ online မှာတော့မြင်မှုပါတယ်။မြင်မှုတဲ့ဒီလိုမျိုးတို့ကျော်ဝဲသားများရဲ့ကူစားအခုလိုမျိုးဘယ်နော်။ဘဝတန်းလိုက်တာမကြုံဘူးပါဘူး။ ချစ်လို့လို့ပါတဲ့ဒီကြအဓိကကျတော့ဒီဘိုးဘိုးပေါ်မှာထားတဲ့စေတနာမေတ္တာတွေပေါ့နော်တော့ဒေါ်ဝဲဆိုတာငါသိပါအဲဒါရဲ့ဒေါ်ကြည်ကြည်ကငါသိဦးထောသိဟုတ်တယ်နော်ဦးထောသိဒေါ်ခင်ဝေတို့ကငါသိပါပြီးတော့သုံးဝဲကတသိပါဗျာပြီးတော့တကြတဲ့သူတွေကတော့ဒါဒဝဲသူဒဝဲသားတွေတော့အီအီဖြူတို့ဥပနီတို့ကပေါ့နော်အဲရှင်ပြားပေါ်မှာယုတ်ကြည်တက်ဝဲလို့ဒီကြောင်းပြီးဆောက်လို့တဲ့နေရာမှာပေါ့နော်ဒါ ထူလာလိုက်ပါတယ်တကဘက်ကတာဝန်ကြည့်ပြီးတော့သာသနာတော်အတွက်တခဲနဲ့ထောက်ပသလိုဥစ္စနုဘကလည်းသာသနာအတွက်တာဝန်ကြည့်ပြီးတော့တကရမတွေရဲ့ဗဒတရားကိုမြင့်တင်ကတရားဓမ္မတွေပြနိုင်အောင်ဆက်ပြီးကြိုးစားပါမယ်လို့နော်ပြပါတယ်နော်အဲ့တော့သာသနာအတွက်ဘာသာအတွက်တကယ် လူဒန်းနာဖြစ်တဲ့အတွက်ကြောင့်တာရုခေါ်ပါတယ်တကယ်လဲသာသနာအတွက်ဘာသာအတွက်အတုံးဝင်ပါစေလို့လဲဆုတောင်းပါတယ်အခုရှိတာကအရှင်ဖျားအနေနဲ့သီလဂုံတမာရီဂုံတွေကို ထောက်ကြည့်ပြီးတော့ဝိနည်းတိတ်ခါပုတ်တွေကိုထောက်ထားပြီးတော့ယဟန်တစ်ပါးရဲ့အိန္ဒိယတိတ်ခါကို ထိမ့်သင့်တယ်လို့ထင်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုဗီဒီယိုဖိုင်လေးက line ပေါ်မှာပြန့်နှံ့ပြီးတော့မှ ဝေဖန်စရာထောက်ပြစရာတွေအခုလိုမျိုး reaction ပေါ်ကိုရောက်လာစရာမျိုးတွေဖြစ်သွားနိုင်ပါတယ်ဖြစ်လဲဖြစ်သွားပြီပေါ့လေနော်ကိုယ့်ရဲ့ emotional ကိုထိမ့်ဖို့လိုတယ်လို့ထင်ပါတယ်ဘာသာတာသနာအတွက်ဝမ်းတာတယ်ဆိုလို့ရှိရင်လည်းတိခါသမာဓိလေးနဲ့ emotional ကိုထိမ့်ပြီးတော့ဝမ်းတာလို့ရပါတယ်ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့တိုင်းပေါ်မှာ surprise တိုက်လိုက်လို့အရန်ကြီးစိတ်လှုပ်ရှားသွားတဲ့ပုံမျိုးတွေဖြစ်သွားတာမျိုးကတော့အမြင်မသင့်တော်ဘူးလို့ထင်ပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော် viewer ရဲ့အမြင်ကိုပြောပြပေးသွားလို့ရပါတယ်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော် quiz တော့ပါဒီနေ့ကတော့ဒီလောက်ပါပဲ